အပစုတ်ထိုင်ရင်စမှာတော့လူစီနဲ့စိုက်တို့တို့လေဘီယင်မရဲ့စင့်ခေါ်တာကိုခံလိုက်ရကမျိုးတို့မျိုးလုံးကိုလူစီရဲ့ voice စွမ်းနဲ့တခါရမှဖြစ်ပြီးတကယ်လို့လူစီတို့တော့မတိုက်ခိုက်ရင်အဲမျိုးနေပြည်သူတွေကစစ်ပွဲကြောင်းမှညက်ပြီးအလကတိစုံရမှဖြစ်ကြောင်းပြောလိုက်တော့လူစီကလည်းတခြားဘောလုတ်ပေးမယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့မှာတော့စိုက်တို့လေတူကလူထက်မတက်ချင်းပေမဲ့လူစီကမျိုးကိုတိုက်ခိုက်ဖို့ကိုလက်ခံလိုက်တာကြောင့်ပွက်စီပွက်စီပြောနေခဲ့ကလူစီကလည်းပါဇက်ပိတ်ထားဖို့ပြောလိုက်ပြီးလေရင်ကိုတာဖျောက်ဖျောက်မောင်းမှုပြောလိုက်ပါတယ်။အဲ့လိုနဲ့လူစီလေတူလိုငငယ်ကလေးကမောပညာကိုတခြားမတုံးနဲ့လူတယောက်စီကနေဘီယင်မကအကူအညီတောင်းတာကြောင့်ဘီယင်နိုင်နာဖြစ်ကြောင်းပြောကစိုက် တို့လည်းတရားမင်းမျိုးနော်ရောက်တာကြောင့်လူစီကိုအတင်းပြင်ထားဖို့ပြောလိုက်ပါတော့တဲ့အဲဒီနောက်မှာတော့လူစီလည်းမတက်ရက်လိုက်ကမွန်မန်နန်ကိုစက်တင်ကျွလိုက်ပြီးကောင်းကင်တစ်ခုလုံးလည်းအပြာရောင်ကနေအနီရောင်နေပြောင်းသွားပြီးမြို့တည့်ရမူလေးတော်ခဲ့ပါတဲ့အဲ့လိုနဲ့စိုက်တူရဲ့တိုးဖက်တာကလည်းအဲ့ဒါကစွန့်ရင်မလုံလောက်လို့ဒီလေးသွားတာလို့ပြောလိုက်ပြီးမြို့ကိုကြော်တော်ချိန်မှာတော့လူစီကနိုးလာခဲ့ကပြန်လဲဖို့ပြောလိုက်ပြီးမြန်တူရဲကငကားစီပြီးတိုက်ခိုက်လာတာကြောင့်စိုက်တူလည်းလူတော်မတက်ချင်ပေမဲ့ရန်တူရဲစီးတော့ရင်ငကားရွေးကိုတော့လိုက်တက်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စိုက်တူလည်းအကုန်လုံးကိုပြစ်ချနိုင်ခဲ့ပြီးမြို့လေရင်ကလည်းအင်ဂျင်လောင်သွားခဲ့တာကြောင့်အောက်ကိုပြစ်ချတော့ခဲ့ ်ပါတယ်တစ်ဖက်မှာတော့ဘီယင်မာလည်းသူတို့ရဲ့အစီအစဉ်ကပြတော်ခဲ့တာကြောင့်မြို့ကိုဝယ်မဖြစ်မနေဝင်တရားတော့မှဖြစ်ပြီးစိုက်တိုတို့လည်းကိုလွန်ဖိုးနီယာရှာချိန်လူစီကသူတို့ကြောက်ရှင်ခဲ့တဲ့ကိစ္စကိုဘီယင်မာကိုဘလို့မျက်နှာနဲ့ပြောရမှလဲလို့မီးနေခဲ့ကစိုက်တိုကလည်းသူကဆရာပြောင်ကြီးပြောခဲ့တဲ့အတိုင်းလူထက်တက်တော့မှမဟုတ်ကြောင်ပြောလိုက်ပြီးလူစီကိုအခုလိုကြောက်ရှင်ခဲ့တာဟာမော်ဗင်ညာမတုံနိုင်လို့ပဲလို့ပြောလိုက်တော့ခေါင်းကိုထုခံလိုက်ရပါတယ်အဲ့ဒီနောက်မော်ရိုစိုက်တိုကအရင်အင်းနေတာကြောင့်နှချေးရွေးပါတွေးလောင်ကြနေခဲ့ပြီးလူစီကနင်းနေနှွေးအောင်ဘီဂျင်းကတ်သွားချိန်စိုက်တိုကအခွင့်ကောင်းယူနေကပူပီကဲ့ရင်ပူနှွေးတယ်လို့ပြောလိုက်တာကြောင့်တုံထုတ်ခံလိုက်ရပြီ စိုက်တိုလည်းသတိလက်သွားခဲ့ပါတယ်အဒီနောက်မှာတော့တွေ့ဖက်တာလေစိုက်တိုကိုသူချီရတဲ့သူကတက်လိုက်တာကြောင့်အတီတော့ဖြောင်းမပါလို့စနိုင်ခဲ့ကလူစီလည်းအနှွေတဲ့ပူရအောင်အင်ဂျီတွေပါချွတ်လိုက်ပြီးခနာကိုချင်းကထားလိုက်ကသူကြောင့်တရာတော့မှလာလူငူနေခဲ့ပါတော့တယ်နောက်နေရောက်တဲ့အချိန်မှာတော့စိုက်တိုလည်းလန်စန်းနေခဲ့ကလူစီလည်းမနေရကိစ္စတွေအတွက်ရှက်နေချိန်လူစီတညာလုံးဝိပလာနဲ့ပဲနေခဲ့တာဖြစ်ကြောင်းပြောလိုက်တာကြောင့်ဒေါ်ရထွက်သွားကနောက်ထပ်ထပ်ပြောရည်ဒီနီယံမှာပဲစိုက်ထားလိုက်တော့မယ်လို့ချင်းချောင်းလိုက်မှတွေ့ဖက်တာလေပါဇက်ပြီးတော့ခဲရပါတယ်တစ်ဖက်မှာတော့အကိမမလည်းသူတို့ရဲ့တက်ကတဖြည်းဖြည်းရှုံးနေတာကြောင့်အကြေရိုက်နေပြီးတက်တွေကို ပြေဆုပ်ခိုင်းနေခဲ့ကနောက်တော့တမနီငကားကိုနှစ်နောက်ဘက်မှတွေးလာကြအောင်ရှာဖူမိတ်ပြီးလိုက်ပါတော့တယ်တဖက်မှာတော့ဆိုင်တိုတို့လည်းရန်သူဘက်ကငကားကိုတွေးကြငကားအောက်ကနေရန်သူတယောက်ကထွက်လာခဲ့ကတူပါတာဒန်ရန်ရနေလာကြအောင်လေကြတော်ခဲ့ပါတယ်အဲ့လိုနဲ့လူစီလည်းရန်သူကိုဒီတိုင်းထားရင်တီတော်မှဖြစ်တာကြောင့်အတူတူထန်ခိုင်းလိုက်ကရန်သူနိုးလာချိန်မှာတော့ဂမန်ကဒန်းနဲ့ဆိုင်တိုကိုလေပင်းညစ်ထားတာကြောင့်ဆိုင်တိုနဲ့နဗန်လုံးနေခဲ့ကြရန်သူရဲ့လက်ဇွဲကကြတော်ခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့ဆိုင်တိုကဓာတ်ဥလန်တောင်းလိုက်ကရန်သူကလည်းတူရဲ့အထက်တန်းလွန်ကိုဒိတ်ခါအတွက်တက်လိုက်ဖို့ပြောနေပြီမဲ့ဆိုင်တိုကညင်းလိုက်ပြီသူကအထက်တန်းလွန် မဟုတ်ပဲစစ်ပွဲကိုမကြိုက်တာကြောင့်လို့ပြောပြီးလူစီကိုလုံလုံချုံချုံနဲ့ပြမိုးရှင်းတာဖြစ်ကြောင်းပြောကအဲ့လောက်တိုက်ခိုက်ပြီးသေးချင်းရင်တောင်ပေါ်ကဆင်းမှာတိုက်ခိုက်မယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့လူစီလည်းတူကောင်ထားတဲ့လေဆွဲကိုပြကပေါက်ပြီးတဲ့အတွက်ကျေးဇူးတင်စကားပြောခိုင်းနေပြီမဲ့စိုက်တိုကိုစိတ်ဆိုးပြီးနင်းတွင်နဲ့ပေါက်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူစီကစိုက်တိုကိုဘီယင်မာအာဒီအကြောင်းကိုဘယ်လိုပြောရမလဲလို့မင်းနေချင်းစိုက်တိုလည်းဒီအတိုင်းရိုးရိုးလေးကြာရှုံးခဲ့တာဖြစ်ကြောင်းပြောတော့လူစီလည်းဘီယင်မာကတုကိုမျောလင်ထားပြီမဲ့မလုံနိုင်ခဲ့တာကြောင့်ဝန်းနေနေခဲ့ပါတယ်အဲ့လိုနဲ့စိုက်တိုလည်းအပြစ်လုံးမိတဲ့အနေနဲ့စူးစိုက်လုလိုက်ဖို့အကြံပေးလိုက်ချင်းလူစီကစူးစိုက်စုတဲ့စကားကို နားမလဲတာကြောင့်ကိုမိုက်ကိုဓာတ်နဲ့ပြန်ထိုးပြီးတက်တိတာဖြစ်ကြောင်းပြောချင်လူစီကလည်းသူ့ကိုတိုက်ခိုင်းနေတာလားဆိုကဝန်နေခဲ့ပါတယ်အဒီနောက်မော်တော်ဆိုင်တို့လည်းဘယင်မကစစ်သားတွေအများကြီးရှိတာကြောင့်လူစီအောင်မြင်တာဖြစ်ဖြစ်ကြာရှုံးတာဖြစ်ဖြစ်ရေးမကြည့်ဘူးလို့နှစ်သိမ့်ပေးလိုက်တော့လူစီလည်းပူဆူတော့ခဲ့ကသူကအလောက်တော့ရေးမကြည့်ဘူးလားဆိုပြီးသူ့လိုအထက်တန်းလောက်မော်တော်ပြုတ်တူအနေနဲ့ဒီလောက်လေးတော့မလုံနိုင်ရင်တေးတာပူကောင်းနေလို့អော်ပြောချင်ရန်သူကလည်းအထက်တန်းလောက်တယောက်ရဲ့စိတ်သက်ကိုလီစားတော့ခဲ့ကလူစီကိုလည်းជីជူးနေခဲ့ပါတယ်အဒီနောက်မှာတော့အချင်းချင်းမိတ်ဆက်နေကြကနာမည်ကဟန်နရီဖြစ်ကြောင်းတိခဲ့ရပြီးအကိမမတိုင်းပြည်ကလီသက် စ်တာမတီကတဖက်မှာတော့အကိမရဲ့စစ်သားတွေကတမ်နီနဂါးကိုလိုက်လံရှာဖွေနေကြပြီးဟန်ရီကတော့တမ်နီနဂါးကတကယ်နဂါးမဟုတ်ပဲမော်လက်နဲ့မှတရားတာကြောင့်အန်ဟောနေခဲ့ပြီးသူဝင်စားတဲ့မြန်လာကဒါကြောင့်မလို့ပဲလို့ပြောလိုက်ပြီးဝင်စားဆိုရာကစိုက်တိုရဲ့လက်ချက်ကြောင့်တီတော့ခဲ့တဲ့ဟန်ရီရဲ့နဂါးဖြစ်ပြီးစိုက်တိုကလည်းကြောင့်တီတော်တာကြောင့်တောင်းမဲ့နေပြီးမယ်ဟန်ရီကစစ်ပွဲဆိုရာကကိုမတက်ရင်အတက်ခံရမှာဖြစ်ကြောင်းပြောတော့စိုက်တိုလည်းသူကစစ်ပွဲဆိုရင်လေလူတက်တမားတော့မဖြစ်ချင်းကြောင်းပြောကကိုချစ်တဲ့သူကိုပဲကကွယ်ပေးချင်းကြောင်းပြောချင်ဟန်ရီကလူစီကိုပြောနေမှတဘောပေါက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူစီလည်းသူတို့ လို့ထထန်လွာအတွက်ဂွန်ဒိခဆိုတာဟာအရေးကြီးဆုံးပဲလို့ဟန်နရီကိုပြောလိုက်ချင်းဟန်နရီကလည်းအရေးကြီးတာတော့မှန်ပေမဲ့ကိုချစ်တဲ့တူဦးတော့တခိုက်တဲ့ညောင်ပြောပြီးတနေကျရင်တူလည်းအဲ့လိုပြောချင်းညောင်ပြောလိုက်ပါတယ်အဲ့လိုနဲ့လူစီလည်းဆွေချိုထဲမှာရှိတဲ့ဓပုန်နဲ့ကလူကိုလန်ခွေခဲတာလားလို့မေးလိုက်ချင်းဟန်နရီကလည်းစစ်သေးဝင်ရတော့မှဖြစ်တာကြောင့်သူနဲ့စစ်ဆက်ထားတဲ့မင်းကလေးကိုလန်ခွေခဲရတာဖြစ်ပြီးတူတာစစ်ပွဲမှာတိတ်သွားခဲ့ရင်တူမအတွက်ဘာမှကောင်းလွန်တာမရှိတဲ့အတွက်ကြောင့်လို့ပြောလိုက်ချင်းစိုင်းတိုလည်းဟန်နရီကိုအဆိုးဆုံးလူပဲလို့ပြောကအထက်တလွဖြစ်နေရင်လေဂွန်ဒိခအတွက်အတေခန်နေဆိုတာကယူရုရဲ့လုံရက်ပဲလို့ပြောလိုက်တာကြောင့်ဟန်နရီလည်းဒရော့ထွက်သွားပြီး စိုက်တိုကိုထိုးလိုက်ပါတယ်အဒီနောက်မော်နိုစိုက်တိုလည်းဟန်ရီကိုပြန်တွန်းလိုက်ကပူပူလုံးပေမဲ့ရှောင်ထိုးလိုက်ပြီးအထက်တန်းလူတယောက်ဆိုရင်လေလူသားတယောက်တည်းမပူဘူးဆိုကဘာဖြစ်ဖြစ်တူမနားကိုပြန်သွားဖို့ပြောလိုက်ပါတယ်အဲ့လိုနဲ့လူစီလည်းအထက်တန်းလတယောက်စစ်တိုက်ထွက်ရရင်ဒီဘူးပါတခါတည်းပြင်ဆင်ရမှာဖြစ်ပေမဲ့အရေးမပါတာအတွက်တော့အလကားမတည်တင်ကြောင်ပြောပြီးအိမ်ပြန်ရင်တူမကိုလက်ထပ်လိုက်ဖို့မာနေချိန်တနက်တန်ကြားတာကြောင့်ဟန်ရီကလည်းသူ့ကိုလာရှာတာဖြစ်ပြီးစိုက်တိုတို့ကိုလက်ဖမ်းတာဖြစ်ကြောင်ပြောလိုက်ပါတယ်အဒီနောက်မော်နိုဟန်ရီလည်းသူရှိချောင်းကိုဖွဲ့တောင်းရိကိုလန်တရီပေးလိုက်ကတောင်ရီငကားကတခြားထပ်မှာဖြစ်ကြောင်ပြောလိုက်တာကြောင့်အကိမ်မရဲ့တက်တွေ လည်းပြန်လဲဖို့လုပ်ချိန်ဂျူလီယက်ကငကားစီလာကစိုက်တိုရူရဲ့နာမည်ကိုအောက်ခေါ်နေတာကြောင့်တနက်နေ့ဝမ်းပြစ်ခံရပါတော့တယ်။အဒီနောက်မှာတော့ဘီယင်မာလည်းလူစီတို့ဗမောင်းဖြစ်ပဲပြောင်းလာတာကြောင့်ဝမ်းတာနေခဲ့ပြီးလူစီကလည်းတူတာဝင်မကြည့်ခဲ့တာကြောင့်နောက်ထပ်ဘာအန်ဒီရဲ့ရှိတဲ့လုပ်ကိုမဆိုလုပ်ပေးနိုင်ကြောင်ပြောလိုက်ပါတယ်။အဲ့လိုနဲ့ဘီယင်မာလည်းရန်တူရဲ့မျိုးကစစ်သားတွေဟာဆက်ဆုပ်သွားတာကြောင့်အလွဲတကူတိမ်မဲနေလိုက်တာဖြစ်ကြောင်ပြောလိုက်ပေမဲ့လူစီကဘဝဖြစ်ဖြစ်နောက်ထပ်တာဝင်ကိုလုပ်ပေးမယ်လို့ပြောရင်အပစုံထန်းလေးကတော့ပြီးဆုံးတော့ခဲ့ပါတယ်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။